အော်ဖာဟာတရှင်ကဘင်းတော်ပါကဘာကြီးကိုသူ့ရဲ့အင်အားနဲ့တင်ပိုက်ဆိုးမှုပြီးပုံဖော်နိုင်ခဲ့တဲ့သူပေါ့သူငယ်ရစဉ်အခါရီတုန်းကဗမေးကွန်းကိုမှမထုတ်ခဲ့ပဲနဲ့သူ့ရဲ့တမ်းမြူကိုချက်ထွင်ပြီးသူ့ရဲ့နာမည်ကိုတမန်းမှရေးခွင့်နိုင်မယ့်နီလန်းတွေကိုပဲရှာဖွေနေခဲ့ပါတယ်ဒါပေမဲ့လည်းအချိန်တွေကြာလာတဲ့နဲ့အမျှအယ်ဖာလည်းအသက်တွေကြီးလာပြီးတော့စိုးရင်စိတ်တွေစတင်လာပါတော့တယ်ပထမဆုံးပြဿနာကိုသူ့ရဲ့ပုံကံမဲ့မူမတ်တယောက်က သူ့ကိုအသက်ကြီးလာတာနဲ့အမျှအားနည်းလာတယ်လို့ယုံကြည်ပြီးပုံကန်ထားကြတဲ့အချိန်မှာကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့အယ်ဖာကသူ့ကိုမှားရင်ကြောင့်တက်တည်ပြခဲ့ပါတယ်။မရော့သွားတဲ့လက်ယူတွေနဲ့အယ်ဖာဟာထားကြမှုကြီးကိုရက်တရာတောင်မပြေဘဲနဲ့ပြန်လည်ထင်းချုံနိုင်ခဲ့ပါတယ်။သူ့ရဲ့ထင်းနှံဟာလည်းသူ့လက်ထက်မှာပဲရှိနေတာပေါ့။ဒါပေမဲ့သူ့ရဲ့ခမ်းမတွေကအော်ဘာတွေဟာငင်းတက်ပြီးတော့တိတ်ဆိတ်စပြူလာတဲ့အချိန်မှာအယ်ဖာရဲ့စိတ်ထဲမှာအခဲမကြေမှုတွေနဲ့အတွေးတွေကစတင်ဝင်ရောက်လာပါတယ်။ သူဘလောက်ကြာကြာထိတောက်ခံထားနိုင်ပါမလဲအယ်ဖာဟာမရင်မတွက်နိုင်တဲ့စစ်စီရော်တွေနဲ့အရှုပ်သူတွေရဲ့ကြာဆုံးခြင်းတွေကိုမြင်ခဲ့ရဘူးပါတယ်သူတို့ရဲ့နာမည်တွေဟာတမိုင်းထဲမှာတဖြည်းဖြည်းပြောက်ွယ်သွားချရတာတွေကိုရောပေါ့သူတို့ချင်းကတိမ့်ပိုက်ဖူးတဲ့တိုင်းပြည်တွေရဲ့အပျက်စီးတွေကြောင့်မှသူတို့ရဲ့ကြီးကြပ်ခံစားမှုတွေဟာအချိန်နဲ့တကွခွဲပြောက်သွားချရတာပါပဲအရာအလုံးဟာအစားထုတ်ခံရဖို့ကံကြမ္မာကတတ်မှတ်ထားရဆိုရင်အောင်ပွဲတွေရဲ့အသေးပဲကဘာဖြစ်တော့မလဲ သူ့ရဲ့တပြင်းချတဲ့ဟာသူ့ရဲ့နန်းတော်ရဲ့အခန်းလူတွေကိုပက်တင်ထွက်သွားပါတယ်။ဖေသားကမှမဖြတ်နိုင်တဲ့မိကွန်းနဲ့အတူတူပေါ့။တညမှာတော့လောဘနဲ့ဖျားဟာ FI ရဲ့ရှေ့မှာပေါ်လာပါတယ်။ပြီးတော့အပြီးမတက်နိုင်တဲ့အောင်မြင်ခြင်းကြာရှုံးခြင်းတန်တရားတွေအကြောင်းကိုတူတူလေးပြောပြပါတယ်။အောင်မြင်မှုပြီးမြောက်မှုတွေဟာတစ်ချိန်မှာ အမှုန်မွှားတွေသာခြံခဲ့တယ်ဆိုတာကိုရောပေါ့။ဒါပေမဲ့ Alpha ဟာဒီလိုကန်တရားကိုလက်ခံဖို့ငင်းဆန်ခဲ့ပါတယ်။ ပြီးတော့တိုက်ပွဲတွေကိုဆက်လက်ဆင်နွှဲနေပါတော့တယ်။အတန်ကလည်းတဖြည်းဖြည်းပုံမိုကျလောင်လာပါတယ်။လူလောကကြီးကိုဆွန့်လွတ်ပြီးစစ်မှန်တဲ့စွမ်းအားကိုရှာဖွေဖို့တိုက်တွန်းနေနေပေါ့။စစ်ပွဲတွေဆက်လာရတဲ့အညီလောဘနှဖျားရဲ့အတန်ဟာလည်းအဖာရဲ့စိတ်ဝိညာဉ်ကိုနှိမ်ပန်းနှိမ့်ဆက်နေတဲ့အဖြစ်တစ်ခုကိုကန့်နှံ့ရင်းနဲ့ကျေတထက်ကျေလောင်လာပါတယ်။မင်းရဲ့စိတ်ခံစားမှုတွေနောက်ကိုလိုက်ပါ။အဲ့ဒီတန်တူတူလေးပြောပါရစေ။သူတို့မင်းကိုဝါမျိုးတော်ကိုခံလိုက်ပါ။ သာဝရရှင်ဘီရင်ဖြစ်နေတာရှောက်လန်းကိုရှောက်ပါကန်တဆက်တွေနဲ့လူသားတွေရဲ့စနစ်မှုကနေဖြတ်တောက်ပြီးတော့အယ်ဖာဟာသူ့ရဲ့ရွေးချယ်အတိတ်ကိုလက်ခံလိုက်ပါတယ်သူ့ရဲ့လူမှုအဖွဲ့အစည်းကိုဆွန့်လွတ်လိုက်ပြီးလောဘနဲ့ဖျားရဲ့ရှေ့မှာဒူးထောက်ခါအယ်ဖာဟာသာဝရရှင်ဘီရင်တယောက်ဖြစ်လာပါတော့တယ်